အာရကတတော် AE ရဲ့နိုင်ငံရေးမှူးအဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့ဦးလာစောဟာ2025ခုနှစ်မေလ9ရက်နေ့ည7:00နာရီကျော်မှာကွယ်လွန်သွားပြီဖြစ်ကြောင်းမိတ်ဆွေတွေထံကသိရပါဗျ။ဦးလာစောဟာ2021ခုနှစ်ဖေဖော်ဝါရီလမှာမြန်မာတပ်မတော်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရကို2020အထွေထွေရွေးကောက်ပွဲမဲဆင်းအငင်းပွားမှုကိုမဖြေရှင်းမဲအစိုးရဖွဲ့ဖို့ကြိုးပမ်းနေလို့ဖျောက်ချခဲ့တဲ့နောက်ပိုင်း2022ခုနှစ်မှာ AE ကိုဝင်ရောက်ကနိုင်ငံရေးမှူးတာဝန်ကိုထမ်းဆောင်ခဲ့ပါဗျ။ အေရဲ့နိုင်ငံရေးမှူးတာဝန်ကိုဦးလာစောမထမ်းဆောင်ခင်ကသူဟာ2017ခုနှစ်မှ2020ခုနှစ်အတွင်းရခိုင်ပြည်နယ်မြောက်ဦးမဲဆန္ဒနယ်မှာပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ဦးလာစောဟာနိုင်ငံရေးသမားအနေနဲ့ဖြတ်သန်းစဉ်ကရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP ရခိုင်မျိုးသားပါတီ ANP တို့မှပါဝင်ခဲ့ပါတယ်။2022ခုနှစ်က AA ရဲ့နိုင်ငံရေးမှူးအဖြစ်တာဝန်မထမ်းဆောင်ခဲ့က ANP ပါတီမှမူဝါဒရေးရာဦးဆောင်ကော်မတီဝင်အဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။